ဖြစ်အောင်တက်ကြွရုပ်တံဇလန်တွဲမှာရဲကောင်နဲ့ထူးဆော်အဖြစ်ဆုံတွေ့ခဲ့ကြပြီးညီကိုရင်းတွေလိုချစ်ခင်ခဲ့ရတဲ့တရုတ်ဆောင်ထူးရဲ့နောက်ဆုံးခရီးမှာဖော်မပြနိုင်လောက်အောင်စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ရတဲ့ဆိုတဲ့တရုတ်ဆောင်နဲ့အဆိုတော်အောင်မြင်မြန်မင်္ဂလာပါပရိသတ်ကြီးအဆိုတော်နဲ့တရုတ်ဆောင်အောင်မြင်မြတ်ကတော့အနုပညာလောကကိုအိမ်မက်ဆောင်ရတခြင်းဆိုပြိုင်ပွဲကနေတဆင်ဝင်ရောက်ရှင်ပြိုင်ရင်ကနေရောက်ရှိလာသူဖြစ်ပြီးအောင်မြင်မြတ်ကအိမ်မက်ဆောင်ရစီဇန်5ရဲ့ဝင်းနာတစ်ယောက်လည်းဖြစ်ပါတယ် နောက်ပိုင်းမှာတော့အင်းလေးသူတချင်းအပါအဝင်ကိုပိုင်တန်စင်သေးတချင်းတွေကိုရေးဆက်တီးဆိုခဲ့တာဖြစ်တယ်လို့ပြည်သက်ရင်ထဲထိရောက်နိုင်တဲ့တချင်းအင်းလေးတွေနဲ့လည်းဒီနေ့ဒီချိန်ထိပြည်သက်တွေရဲ့အားပေးခြင်းကိုလက်ခံရရှိနေသူဖြစ်ပါတယ်အောင်မြင့်မြတ်ဟာယခုကွယ်လွန်သွားခဲ့တဲ့တရုတ်ဆောင်ထူးနဲ့အတူအမတီမီဖောကနေထုံလင်းပြသခဲ့တဲ့အဖြစ်အောင်တက်ကရစ်ရုပ်တံဇလန်းတွဲမှာရဲကောင်အဖြစ်ပါဝင်တရုတ်ဆောင်ထားသူလည်းဖြစ်ပါတယ်။ ဖြစ်အောင်တက်ကြွရုပ်တံဆက်လန်းတွဲထဲမှာပါဝင်ခဲ့ကြတဲ့တရုတ်ဆောင်တွေကိုတော့ပြည်သက်တွေကသဘောကျနှစ်သက်ခဲ့ကြတာဖြစ်တယ်လို့ထူးဆော်တဲ့အခြေခံကိုလည်းပြည်သက်တွေကဒီနေ့ဒီဆယ်ရက်ထိတွဲလျက်မြင်နေကြတာလည်းဖြစ်ပါတယ်အဖျော်တက်ကရဇလန်တွဲရိုက်ကူးရဲမှခေမင်ခွင့်ရခဲ့ကြတဲ့အမှုပညာညီကိုတွေဖြစ်ကြပေမယ့်ဇလန်တွဲပြီးတော့နောက်ပိုင်းမှာလည်းအများနဲ့အဆက်အသွယ်ရှိခဲ့ကြသလိုညီတယောက်လိုချင်ရတဲ့တယောက်ဆောင်သူအတွက်အောင်မြင့်မြတ်ကအများနဲ့ကြည့်ရှုဆောက်ရှောက်ပေးနေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့မက်ချ်လာ၈ရက်နေ့မှာမြင်မတော်တဆမှုဖြစ်ပွားခဲ့ပြီးတော့မက်ချ်လာ၁၀ရက်နေ့မှာကွယ်လွန်သွားခဲ့ရတဲ့တရုတ်ဆောင်သူရဲ့နောက်ဆုံးစာပနာအခမ်းအနားမှာတော့တရုတ်ဆောင်အောင်မြင်မြတ်ကရဲကောင်အနေနဲ့လာရောက်ခဲ့တာပဲဖြစ်ပါတယ်။အောင်မြင်မြတ်ဟာတရုတ်ဆောင်သူရဲ့ရွယ်လောင်းကို မိသချိုပြီးလို့အရိုးပြကိုကူသွင်းတဲ့အချိန်ရက်ထိသူရဲ့ဘေးနားမှာရှိနေပေးခဲ့တာဖြစ်ပြီးညီငယ်တယောက်ကို ဆုံရှုံလိုက်ရတဲ့အကိုကြီးတယောက်ရဲ့ခန်းစားချက်မျိုးကိုခန်းစားနေရတာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်သူကကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့အဖြစ်အောင်တက်ကရစ်ဇလန်တွေကလည်းပြီးဆုံးသွားခဲ့ပြီဆိုပေမဲ့သူနဲ့ရဲကောင်တို့လိုပြိသက်ချရတဲ့အနုပညာရှင်တွေကတော့ပြိသက်တွေရှင်ထဲမှာအမြဲထာဝရရှင်သန်နေကြအောင်မှာပဲဖြစ်ပါတယ်။